မင်္ဂလာပါဒီနေ့ဆွနေကြမယ့်အကြောင်းအရာကတော့ Bitcoin ပါ2009မှာ Satoshi Nakamoto ဆိုတဲ့နာမည်ဟုတ်နေလူတူဦးတမမောအဖွဲ့ကစတင်ခဲ့တာပေါ့ဟုတ်ကဲ့သူကဘ ਹੁ ချိုးကင်မှုမရှိတဲ့ပထမဆုံး digital ငွေကြေးလီကြားခဲ့လူမလို့ပဲတိုင်းရင်ငွေလွှဲလိုက်တဲ့စနစ်တကယ်ကိုတော်လန်တဲ့စိတ်ကူတကူပဲဒါပေမဲ့လက်တွေ့မှာတော့ရှုပ်ထွေးမှုတွေအငင်းပွားစရာတွေအများကြီးပဲနော်อืมအများကြီးပဲ အထူးသဖြင့်သူပေါ်လာတဲ့အချိန်က2008ကဘာဘန်တာရဲ့အကျက်တဲရဲ့နောက်ပိုင်းဆိုတော့လေလူတွေကတမားယောကြီးဘန်စနစ်အပေါ်ယုံကြည်မှုနည်းနေချိန်အစားထိုးစရာတခုလိုဖြစ်လာခဲ့လားဟုတ်တယ်အထူးသဖြင့်ငွေကြေးမတည်ငြိမ်တဲ့ဘန်စနစ်အားနည်းတဲ့နိုင်ငံတွေကလူတွေအတွက်ပိုပြီးဆွဲဆောင်မှုရှိခဲ့မှာပေါ့မှန်ပါတယ်ကိုယ်ငွေကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့အတွေ့ပေါ့ဒါက decentralized finance ဆိုတဲ့ defi အတွေ့အခေါ်ကိုလည်းရှေ့ရောက်စေခဲ့တယ်အစားပြုခဲ့တာဆိုတော့ ဲ့ဒီစာရင်ရဲ့အဓိကရည်ရွယ်ချက်ကပါများလဲအဓိကကတော့လေဘ ഹു အာနာပိုင်မလို့ပဲနဲ့ပေါ့အင်တာနက်ပေါ်မှာလူအချင်းချင်းယုံကြည်စိတ်ချစွာတိုက်ရိုက်ငွေပေးချေနိုင်ဖို့ပဲအရင် digital ငွေကြေးချိုးပတ်မှုတွေမအောင်မြင်ခဲ့တဲ့အဓိကပြဿနာအဲ double spending ပေါ့အာဟုတ်တယ်ငွေတစ်ခါသုံးပြီးနောက်တစ်ခါခတ်သုံးလို့ရတဲ့ပြဿနာဘီခွိုင်းကဒါကိုဘလို့ဖြေရှင်းခဲ့တာလဲအဲ့ဒါကသူ့ရဲ့အဓိကစမ်းတစ်တီထွင်မှုပဲ blockchain နည်းပညာသုံးပြီးဖြေရှင်းခဲ့တာ blockchain နော်ဟုတ်တယ် 2009ဇန်နဝါရီ3ရက်နေ့မှာ Genesis Block ဆိုတဲ့ပထမဆုံး block ကိုတူဖော်ပြီး Bitcoin ခွန်ရဲ့ setting လေပတ်ခဲ့တယ် blockchain ရဲ့အစပေါ့အေးဒီ Genesis Block အခုဆိုဖွဲ့စည်းကြည့်တောင်ဝင်လာပြီ Bitcoin ETF ဆိုတာဒီလည်းရှိလာပြီဆိုတော့ဟုတ်တယ်ပြောင်းလဲမှုကတော့အကြီးကြီးပဲအစကဖြဲတူဖြဲငွေကြေးစနစ်လို့ရည်ရွယ်ခဲ့ပေမဲ့လေအခုလူအများစုကသူ့ကိုတန်ဖိုးတူလောင်စရာ store of value ပေါ့ ရွှေလိုမျိုးပါ။အင်းရွှေလိုမျိုးဒါမှမဟုတ်ဈေးကစားဖို့ပိုင်ဆိုင်မှုတစ်ခုလို့ပုံမြင်လာကြတယ်။ ETF ဆိုတာကလည်းတမယောကျ stock ဈေးကွက်ကနေ Bitcoin မှအလွယ်တကူဝယ်နိုင်အောင်လုပ်ပေးတာဆိုတော့ Bitcoin ကရိုးရပညာရေးလော်ကာရဲ့ပို့ပေါင်းဆက်ဝင်ရောက်လာတာပေါ့။ဒါပေမဲ့သူရဲ့မူလဘ ਹੁ ချိုကိုင်မူကိမေတဘောတရားကတော့ရှိနေတော့ပဲပေါ့နော်။ရှိနေတော့မှာပဲ။အဲ့ဒါကသူညအနစ်တရားပဲလေ။သူရဲ့အခြေခံနိပညာ blockchain ကိုနည်းနည်းလေးပူရှင်းပြပါအောင်။ immutable ledger ဆိုတာဘလို့အလုပ်လုပ်တာလဲ blockchain ဆိုတာလေကွန်ပျူတာ ထောင်ပေါင်းများစွာမှာ မိတူပွားထားတဲ့ digital မှတ်တမ်းစာအုပ်ကြီးတအုပ်လိုပဲအေးဟုတ်ကဲ့ငွေလွှဲတစ်ခုချစ်လိုက်ရင်အဲ့ဒါကို block ဆိုတဲ့မှတ်တမ်းအစုလေးတဲ့ဖြည့်တယ်ပြီးရင်အဲ့ဒီ block အတစ်ကိုအရင် block တွေနဲ့တင်ချကုတ်တွေတုံးပြီးခိုင်ခိုင်မာမာချိတ်ဆက်လိုက်တာကွင်းဆက်လို့ချိတ်သွားတာပေါ့ဟုတ်တယ်ဟုတ်တယ်ကွင်းဆက်လို့ချိတ်ထားလို့ blockchain လို့ခေါ်တာလေ အဲ့ဒီလိုမှတ်တမ်းတင်ပြီးကွန်ရက်ကအတီးပြူပြီးရင်အဲ့ဒီမှတ်တမ်းကို နောက်ကျောင်းပြန်ပြင်မို့ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲဒါကို immutable ဖြစ်တယ်လို့ပြောတာပေါ့ဒါကြောင့်အရန်စိတ်ချတယ်ပွင့်လင်းမြင်တာတယ်ကောင်းပြီဒါဆိုဒီမှတ်တမ်းစာအုပ်ကြီးကလူတိုင်းစီမှာတထဲတဲ့ feel အောင်ဘလို့တက်ချအောင်လုပ်ကြတာလဲ consensus mechanisms ချောင်းလေးပြောပြပါဦးအဲ့ဒါကအရေးကြီးတဲ့အပိုင်းပဲ consensus mechanism ဆိုတာကိုညက်ထဲက nose တဲ့အလုံးက blockchain ရဲ့ version ကအမှန်ဆုံးလဲဆိုတာသဘောတူညီမှုရအောင်လုပ်တဲ့စီမင်းတွေပေါ့ bitcoin ကအစပိုင်းမှာ proof of work pow ကိုသုံးတယ် pow ဆိုတာအေး minus တွေက computer power တွေများလီသုံးပြီးရှုပ်ထွေးတဲ့တင်ချပုံစံတွေအပြိုင်းဆိုင်ဖြေရတာဖြစ်နိုင်တဲ့သူက block အသစ်ထည့်ခွင့်ရပြီး bitcoin စုကြွေးရတာမျိုးလားဟုတ်ပါလေအဲ့ဒီလိုပြိုင်ဆိုင်မှုကကွန်ရက်ကိုလုံခြုံစေတယ် ဘာလို့လဲဆိုတော့တယောက်ယောက်ကလိန်လဲချင်းရဲ့အဲ့ဒီပုံစံကိုအရင်ဖင်နိုင်ဖို့လိုတယ်လို့ကွန်ရက်ရက်ကွန်ပျူတာစွမ်းအားအများစုကိုထိန်းချုပ်နိုင်ဖို့လိုတယ်လေ။ဟွန်းမလွယ်ဘူးဟာ။ဟုတ်တယ်တိတ်မလွယ်ဘူး။ဒါပေမဲ့အားနည်းချက်ကတော့အဲ့ဒီသင်္ချာပုံစံဖြေဖို့စွမ်းရင်အလွန်အကျွမ်းသုံးရတာနဲ့ကွန်ရက်ကငွေလွဲတဲ့ကိုမြန်မြန်အတိမဖြုတ်နိုင်တဲ့ scalability ပြဿနာပဲ။ဟုတ်တယ်။အဲ့ဒီစွမ်းရင်ကိစ္စကဝေဖန်မှုအများဆုံးတဲ့လားတခုနော်ပတ်ဝန်းကျင်ထိခိုက်မှု။ မှန်ပါတယ်ဒါကြောင့် proof of stake လို့တခြားနည်းလမ်းမျိုးပေါ်လာတာပေါ့ POS ဆိုတာဘယ်လိုမျိုးလဲ POS မှာကြတော့တင်ချာဘူးစာဖြေရမလို့တော့ဘူးကို့မှာသစ္စာရ crypto block ပိုင်လဲအဲ့ဒါကိုကိုယ့်ရဲ့လုံခြုံရေးအတွက်အပေါင်း stake ထားလို့စေဘယ်လို့ရှိလဲဆိုတဲ့အပေါ်မူတည်ပြီး block အစ်စ်ထည့်မဲ့သူ validator ကိုရွေးတာကြတော့စွန့်ရင်အများကြီးတက်တာသွားတာပေါ့ဟုတ်တယ်အများကြီးတက်တာတဲ့ငွေလွေးကိုလည်းပုံမြင်မြင်အတီးတူနိုင်ချေရှိလေဒါပေမဲ့ POS မှာ ပိတ်ဆိုင်များတဲ့သူကပိုပြီးအာဏာရသွားနိုင်တယ်ဆိုတဲ့ဝေဖန်မှုမျိုးတော့မရှိဘူးလားအဲ့ဒါခေါင်းနဲ့မေးဖို့မယ်ဒါက POS ရဲ့အဓိကစင်ခေါ်မှုတစ်ခုလေပိုင်ဆိုင်မှုများတဲ့သူတွေပိုဥစ္စာလွမ်းမိုးနိုင်ခြင်းရှိတော့ကိုဟန်ချက်ညီအောင်လုပ်ဖို့လိုတယ်။ဒါကြောင့် POS ကိုအခြေခံပြီးပြင်ဆင်ထားတဲ့တခြား protocol တွေ algorithm တွေအညာပေါ်လာတာ Algorand, Ouroboros လို့မျိုးလား။ဟုတ်ပါတယ်။အဲ့လိုမျိုးတွေပေါ့တခြား RNFT, Paxos လို့ဟာလည်းရှိသေးတယ်။ အဓိကကတော့ဒီနီးပညာတွေကအမြဲပြောင်းလဲသူတင်းနေရဆိုတာပါပဲဟုတ်ကဲ့ဒီ blockchain နဲ့ consensus နီးပညာတွေကဘန်ဒါ EP မှာတော့အသုံးဝင်နိုင်သေးလားအသုံးဝင်နိုင်တဲ့နယ်ပယ်တွေရှိပါတယ်ဥပမာ supply chain မှာဆိုကုန်ပစ္စည်းတခုဘယ်ကလာပြီးဘယ်ရောက်သွားလဲဆိုတာပွင့်လင်းမြင့်ထားစွာခြေအားခံလို့ရမယ်ကုန်စီထောက်ပံ့ရင်းမှာပေါ့ဟုတ်တယ်ကျမရဲ့မတ်တန်းတွေကိုလုံလုံချုံချုံတင်းစီတာမြက်ဝဲတာမျိုးတွေလုံးနိုင်မယ်ဂျာခန့်စစ်တီရှော့ချနိုင်မယ်လုံချုံရေးပိုကောင်းလာမယ်ဒါမှခုနပြောတဲ့ scalability တို့စွမ်းရည်တို့လိုစင်ခေါ်မှုတွေကိုကြော်လွားဖို့လိုအောင်မယ်ပေါ့နော်ဟုတ်ပါရဲ့အဲ့ဒါရေကြော်လွားနိုင်မှာခြေခြေပြင်းပြတ်အသုံးချနိုင်မှာအခုစီးပွားရေးဘက်ကနည်းနည်းလဲအောင် bitcoin ဆိုတာ ਨੇ တွဲလျက်ပါလာတာကသူ့ရဲ့ဈေးနှုန်းကတက်အကြအရန်ကျန်တာပဲဘာကြောင့်ဒီလိုမတည်ငြိမ်ရတာလဲအဓိကကတော့သူမဘဟုထိန်းချုပ်မှုမရှိလို့ပဲဘယ်အစိုးရဘယ်ဘဟုဘဏ်ကမှထိန်းချုပ်မထားတဲ့လွတ်လပ်တဲ့ဈေးကွက်မှာအကြောင်းဝယ်ချနေတာလေဆိုတော့သူ့တန်ဖိုးကရောင်းလို့အားဝယ်လို့အားယင်းနှမြုံနံသူတွေရဲ့စိတ်ခံစားမှု ်တသိန်းနဲ့ကဘာဖြစ်ဖြစ်တဲ့ပေါ့အများကြီးမှုတည်နေတယ်ဟုတ်တယ်တရက်တဲ့ဈေးပါစံကျော်အတကြာဖြစ်တောင်းပုံမှန်လို့ဖြစ်နေတာอืมတတင်းကောင်းတစ်ခုထွက်ရင်ဝေါကနဲ့တက်သွားလိုက်တတင်းဆိုဒါမှမဟုတ်စီကန်တင်ချက်မယ်ဆိုတဲ့တတင်းထွက်ရင်ထိုးကျသွားလိုက်ပဲနောက်ပြီး Bitcoin အရေးထွက်ကိုတန်းနဲ့စတက်တမ်းပဲကန့်တထားတာရောဈေးနှုန်းကိုဘလို့တက်ရောက်လဲအဲ့ဒါကရှားပါမှု scarcity အချက်ပေါ့ ရွှေလိုပဲအရေးတွက်ကန့်တတ်တာတော့ဝယ်လိုအားများလာရင်ဈေးတက်နိုင်ခြင်းရှိတယ်။ဒါကြောင့်တချို့ကသူ့ကို digital ရွှေဖြစ်တိုးလောက်ကြတာ။ငွေရေးဖောင်းဖွဲ့မှုတန်ကကာကွယ်ဖို့ပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့ရှားပါမှုတစ်ခုတည်းနဲ့လို့တန်ဖိုးအမျက်တက်နေမယ်လို့အာမမခံနိုင်ဘူးလေ။တခြားအချက်တည်းတယုတ်မှုကလည်းရှိနေတုံးပဲ။ခုနက gravity model ဆိုတာပြောသွားတယ်။နိုင်ငံတကာကုန်သွယ်မှုနဲ့ crypto သုံးစွဲမှုကြားဆက်ဆက်မှုမှာဘာတွေ့ရလဲဆိုတာလေးပြန်ရှင်းပြပါအောင်။ Gravity model ကရေပြာအဖြစ်နိုင်ငံတစ်ခုရဲ့ GDP ကြီးလေနီးလေကုန်သွယ်မှုများလေပေါ့အဲ့ဒါကို crypto လက်ခံသုံးစွဲမှုနဲ့ရှင်ကြည့်တဲ့လေ့လာမှုတချို့မှာတော့လေ crypto လက်ခံသုံးစွဲမှုများတဲ့နိုင်ငံတွေဟာနိုင်ငံတကာကုန်သွယ်မှုနင်းနေတတ်တယ်ဆိုတော့ပြောင်းပြန်ဆက်ဆက်မှုမျိုးတွေ့ရတယ်လို့ဆိုတယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဘာကြောင့်ဖြစ်နိုင်မလဲအင်းဒါက bitcoin လို့ crypto တွေကနေဆက်ဖြစ်ကြုံခွေလွဲကိုလွဲကူစေနိုင်ပေမဲ့ လက်ရှိအချိန်မှာတော့ကမ္ဘာကုန်သွယ်မှုယန္တရားကြီးကိုတိတိတသားမပြောင်းလဲတဲ့မှုလို့ညွှန်းနေတာဖြစ်နိုင်တယ်။စီးမင်းမရှင်နေမှုတွေကလည်းအတားအဆီးဖြစ်နေနေတာပေါ့။သူ့ရဲ့အဓိကခန့်ကဏ္ဍကလောလောဆယ်မှာတန်ဖိုးတို့လောက်မှုနဲ့ဈေးကစားမှုဘက်မှာပုံများနေရလား။ဟုတ်နိုင်ပါတယ်။ငွေလွှဲငွေပေးထက်အဲ့ဒီဘက်မှာပိုအားတာနေပုံရတယ်။ဘ ਹੁ ချုပ်ကင်မှုကင်းမဲ့မှုပွင့်လင်းမြင်တာမှုတွေကတမားရိုးချပန်လုပ်ငန်းကိုစိန်ခေါ်နေတာပေါ့။ အထူးသဖြင့်နေစားဖြတ်ကျော်ငွေလွဲတွေမှာတမာယိုချက်စနစ်တွေကစရိတ်ကြီးတယ်ကြားတယ်ကရစ်တိုကပုံမှန်ပိုတက်တာတဲ့အလားအလာရှိတယ်ဒါပေမဲ့ခုနပြောတဲ့ဈေးနှုန်းမတည်ငင်မှု စီးမြေမတည်ချမှု လုံခြုံရေးစိုးရိမ်မှုတွေကအဓိကစိန်ခေါ်မှုတွေပဲနော်ဟုတ်ပါတယ်အဲ့ဒါဒီကြောင့်လူတွေရောလုပ်ငန်းတွေပါကြဲကြဲပြန့်ပြန့်သုံးဖို့လက်တွန့်နေကြတော့ပဲအဲ့ဒီစီမင်းစည်းကမ်းကိစ္စကိုဆက်အောင် America မှာဆို SEC တို့ CFTC တို့က ဘလို့ကြိုက်တွဲနေလဲရှုတ်ထွေးတယ်လို့ကြားတယ်ဟုတ်တယ်အမေရိကန်မှာကပိုရှုတ်တယ်ဖက်ဒရယ်ရောပြည်내အဆင့်ရောအစည်းအဝေးရှိနေရ SEC က crypto တော်တော်များများကို securities ယင်းနည်းမျိုးနှံလို့စာချုပ်လို့မြင်တယ် CFTC ကတော့ bitcoin လိုမျိုးကို commodities ကုန်စည်လို့သတ်မှတ်တယ်အဲ့တော့ဘဒုစီမြင်လိုက်နာရမလဲမရှင်းမလင်းဖြစ်တာပေါ့မှန်ပါတယ်အရင်ပွားမှုတွေရှိနေရော crypto ကုန်တွေတက်ခေါက်ခဲစရာပဲအဓိကစီးမြင်ဆိုင်ရာစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲ KYC AML ကိစ္စတွေကတော့အဓိကကတော့ license ကိစ္စလိမ့်လည်မှုတာစီရေတုံးဆွယ်သူအကာအကွယ်ဖေးရေတွေပေါ့ stable coin ဆိုတာကဒေါ်လာလိုမျိုးနဲ့တန်ဖိုးချိတ်ထားတာဆိုတော့ငွေကြေးခွာချက်မှုမှာတုံးမှာစိုးရင်ကြတယ်ဒါကြောင့် KYC ကိုဖောက်တွေကိုတိပါနဲ့ AML ငွေကြေးခွာချက်မှုတိုက်ဖြည့်ရေးစီးမင်းတွေကိုတင်းကျပ်လာတာဒါက crypto ရဲ့ဘီဟိုချုပ်ကိုင်းမှုကင်းမဲ့ခြင်းတဲ့သဘောနဲ့နည်းနည်းစန့်ကျင်ပဲဖြစ်နေတယ်လို့ပဲနော်အင်းအဲ့ဒီပဋိပက္ခကရှိနေတယ် မကြာလေးခင်ကတော့စီးမင်းပိုင်းမှာထူခြားမှုရှိတယ်လားစန်းတစ်တီထွေးမှုနဲ့ထွင်းချောမှုကြာဘလို့ဟန်ချက်ညှိနေလေဟန်ချက်ညှိဖို့စူးစမ်းနေကြတော့ပဲဥပမာ2025တုန်းကဒီ OJ ရဲ့ခြေညာချက်လို့ပေါ့ရာဇဝတ်မှုကြီးွယ်ချက်မရှိတဲ့ define software ရေးသူလေးကို license မဲ့ငွေသွဲမှုနဲ့တရားမစွဲဘူးဆိုတာမျိုးကစန်းတစ်တီထွင်းမှုကိုအားဖိလန်တဲ့သဘောပြတယ်อืมဒါပေမဲ့စန်းသူအကာအကွယ်ပေးရေးကိုလည်း short လို့မရဘူးပေါ့လုံးဝ short လို့မရပါဘူး အဲ့ဒီဟန်ချက်ကို ရှာနေကြသေးပဲတခြားနိုင်ငံတွေမှာတော့ကဘာမှာချင်းကပ်ပုံတွေအရန်ကွာတယ်နော်တော်တော်ကွာပါတယ်ဘမူဒါစင်ကာပူဆွစ်ဇာလန်လိုနိုင်ငံတွေကခရစ်ပတိုကိုကြိုးဆိုတဲ့ပုံစံမျိုးကျောက်လွန်နိုင်ငံကျတော့လုံးဝတားမြစ်ထားတယ်ဥရောပသမဂ္ဂကတော့မီကာဆိုတဲ့စီမင်းမှုပုံချမှတ်ထားတယ်ဒီလိုကွဲပြားမှုတွေကြောင့်လုံကန်တွေကနေအားရွှေဖြောင်းတာတယ်ဖြစ်ကုန်တာပေါ့ဟုတ်ပါတယ်အဲ့ဒါကကဘာစည်းကွက်ကိုလည်းတက်ရောက်မှုရှိတာပေါ့လေအခုလူမှုရေးနဲ့ယဉ်ကျေးမှုဘက်ကိုကြည့်အောင် Bitcoin က လူတွေရဲ့စီးပွားရေးအလေးအထားတွေကိုဘလို့ပြောင်းလဲစေခဲ့လဲအဓိကတော့ကြားကန်လူမလို့ပဲကိုပိုက်ဆံကိုထိန်းချုပ်နိုင်ခွင့်ပို့ပေးလိုက်တာပဲအချင်းချင်းတိုက်ရိုက်ငွေလွှဲနိုင်လာတာအထူးသဖြင့်ဗန်ဆက်နဲ့အားနေတဲ့နေရာတွေကလူတွေကြအခွင့်အလမ်းဖိစေတာပေါ့ဟုတ်ပါတယ်ကမ္ဘာစီးပွားရေးမှာပါဝင်လာဖို့အလန်းဖွင့်ပေးသလိုဖြစ်တာပေါ့အဲဘစ်ကွိုင်းတိုက်ရိုက်ဝင်ဆိုတာလည်းရှိလာတယ်နော်သူတို့ရဲ့ယဉ်ကျေးမှုကဘယ်လိုမျိုးလဲအင်း သူတို့ကဗဟိုချုပ်ကင်မှုလျှော့ခြင်းလွတ်လပ်ဖို့စဉ်းစားမဲ့ခြင်းဆိုတဲ့တန်ဖိုးတွေကိုအလေးထားကြတယ်။သူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားအတွေးရခေါ်ရရှိတယ်။ online forum တွေ social media တွေမှာအားကောင်းတယ်။ဒီအတိုက်ဝန်းကဘန်ဒါရဲ့ပါဝင်နိုင်ခွင့် financial inclusion ကိုလည်းအားဖြည့်တယ်ပေါ့။ဟုတ်ကဲ့အရင်ကဘန်စင်းနဲ့ချက်ဝင်ခွင့်မရခဲ့တဲ့အုပ်စုတချို့အတွက်အသုံးဝင်တာမျိုးတွေရှိပါတယ်။ပဝင်ချင်းကိစ္စပြန်ဆက်ရရင် POW ရဲ့စွန့်ရင်ပြဿနာကြောင့်အတိုက်ဝန်းထဲမှာရောပြောင်းလဲဖို့ကြိုးစားတာတွေရှိလာလား ရှိလာပါပဲပဝင်းချင်းကိစ္စကခုံတင်းကိုထိခိုက်စေတော့ဒါကိုအလေးထားဆွေးနွေးလာကြတယ်။ထူးဖော်တို့တော်တော်များများကပြန်လဲဖြဖြိုးမဲဆွိုင်းရင်တုံးဖို့ကြိုးစားလာကြတယ်။မီးအောင်ချီအလေအလိုမျိုးပေါ့ဟုတ်တယ်။တချို့ဆိုဆွိုင်းရင်ပိုလျံနေတဲ့နေရာတွေဒါမှမဟုတ်တခြားနည်းနဲ့တုံးလို့မရတဲ့ဆွိုင်းရင်တွေကိုတုံးတာမျိုးလုပ်လာကြတယ်။ဒါပေမဲ့အလုံးစုံဖြည့်ဆည်းပြီးပြီလို့တော့ပြောလို့မရသေးဘူး။ယင်းမျိုးနာမုန်နဲ့ပတ်သက်ပြီးလူရည်ရဲ့အမှုအကျင့်တွေအပေါ်တော့ ဘစ်ကွိုင်းကဘလို့လွှမ်းမိုးလဲဈေးကစားလို့စိတ်အယံများတယ်လို့ပြောကြတယ်ဟုတ်တယ်လေဈေးတက်အကြမြင်တော့နေချင်းချင်းချင်းချမ်းသာခြင်းနဲ့စိတ်ကိုဆွဲဆောင်တာပေါ့ဆိုတော့အဖွဲ့စည်းကြီးတွေကနေဘာမှမတည်သေးတဲ့လူသစ်လေးတွေအထိအကုန်ဒီဈေးွက်ထဲဝင်လာကြတယ်ဆိုရှယ်မီဒီယာမှာဒီလိုဝယ်လိုက်တာဘလောက်များသွားပြီဆိုရယ်ပို့စ်တွေကလည်းအများကြီးပဲနော်။ဟွန်းအဲ့ဒီကလူတွေကိုပို့ပြီးဆွဲဆောင်တယ်တကယ်ကယင်းနှမြွတ်နံမှုဆိုတာထက်လောင်းကစားဆန်တဲ့အပြုအမူတွေဖြစ်လာနိုင်တယ်။ ။သမားရိုးကြဗန္ဒာရဲ့အတိတ်တွေကဒီ crypto ဈေးခွက်မှာတိတ်အတုံးမဝင်တယ်လို့ဖြစ်တတ်တယ်။အဲ့ဒီမှာချင်းဝက်ဆိုင်ရာကိစ္စတွေပါလာပြီ။ဈေးခွက်ကိုလဲစားတာ market manipulation တို့နာမည်ကြီးတွေကကြောင်ညာပေးတာတို့ကအတွေ့အကြုံနဲ့တဲ့သူတွေကို ထိခိုက်စေနိုင်တာပေါ့။ဒါကတကယ့်ပြဿနာပဲ။ပတ်မှန်တပ်လို့ခေါ်တဲ့ဈေးတင်မြှောင်းချတာတွေရှိနိုင်တယ်။နမဲကြီးတွေ influencer တွေကငွေယူပြီးအကောင့်ပြောတာမျိုးတွေကတာမန်လူတွေကိုအချင်းမဆစ်ပြီးပိုက်ဆံဆုံရှုံစေနိုင်တယ်။ဟုတ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုရမ်းလိုအပ်တဲ့အနေပဲပဲတကယ်လိုအပ်ပါတယ်စားသုံးလို့အကာအကွယ်ပေးရေးကအတူအားနည်းနေတည်တယ်အခုဝေဘာမှုတွေနဲ့အငင်းပွားပွဲရတွေကိုပို့ပြီးအသေးစိတ်ကြည့်ရအောင်ရာဇဝဲမှုတွေမှာတုံးနေဆိုတဲ့ဆွဆွဲချက်ကမြဲရှိနေတယ်ဘလော့တီဟုတ်လဲဒါကတော့ရှောင်လွဲလို့မရတဲ့အချက်ပါသူ့ရဲ့အမိဝတ်နီးပါးလွှဲလိုက်တဲ့သဘောကြောင့်တရားမဝင်လုပ်ငန်းတွေငွေကြေးခွာချမှုတွေမှာအုံချခင်ရတာတွေရှိတာအမှန်ပဲ ransomware တိုက်ခိုက်ပြီးပြန်ပေးငွေတောင်းတာမျိုးတွေပေါ့ဟုတ်တယ်မူရေးဆဲဝါးကြီးရောင်းဝယ်တာတွေတော်နေရို cash လို့ငွေလွှဲလိုင်းကြောင်းဖျောက်ပေးတဲ့ဝန်ဆောင်မှုတွေက hacker ဖွဲ့တီရဲ့ငွေမေးတွေကိုခွာခြားဖို့ကူညီတယ်လို့အမေရိကန်ကစွပ်စွဲထားတာရှိတယ်ဒါပေမဲ့တရားမဝင်ငွေပေးချေမှုအများစုကဒေါ်လာနဲ့ပဲဖြစ်နေတာမဟုတ်လားအဲ့လိုတံပြန်ကျုတွေလည်းရှိပါတယ် bitcoin တစ်ခုတည်းကိုလက်ညှိုးထိုးလို့တော့မရဘူးပေါ့လေလင်းလယ်မှုတွေကရောအထူးသဖြင့်တကြီးရွယ်အိုတွေဖျက်မှတ်ထားခံရတယ်ဆိုတော့က တော်တော်ဆိုးတယ်နော် အရင်ဆိုးပါတယ် FBI ရဲ့မတန်းရနှခုံးနစ်စီလေးမှာ crypto လင်းလင်းမှုဆုံးရှုံးငွေကဒေါ်လာ9.3 billion ရှိပြီးအရင်နှစ်ထက်66%တိုးလာတယ်ဆိုတော့စဉ်းစားကြည့်ပေါ့9.3 billion ဟုတ်တယ်အသက်60ကျော်တချီပိုင်းကြီးရဲ့ဆုံးရှုံးမှုကြီးပဲ2.8 billion ရှိခဲ့တယ်ယင်းနှမြုံနာမှုအယောင်ဆောင်တာ အချီရေအကြောင်းမြန်လင်တာတွေမှာ crypto နဲ့ငွေတုံးတာတွေအဖြစ်များတယ် crypto ATM set တွေကရော ဒီပြဿနာဘလို့ပို့ဆိုစရာလဲ crypto atm တွေကငွေသားကို crypto ပြောင်းဖို့ crypto ငွေသားပြန်ထုတ်ဖို့လွယ်ကူစေမယ့်လေသူတို့ရဲ့ဝန်ဆောင်ခတွေကအရမ်းများတယ်စီကန်လိုက်နာမှုလည်းအားနေတတ်တယ်လင်းလေသူတွေကတားကောင်တွေကိုအဲ့ဒီ atm တွေစီသွားပြီးငွေလွှဲခိုင်းတာမျိုးလုပ်ကြတယ်2024မှာအဲ့ဒီ atm နဲ့ဆက်စပ်တဲ့လင်းလေမှုဆုံးရှုံးမှုကဒေါ်လာတန်း150နီးပါးရှိခဲ့တယ်ဆိုပဲဟုတ်ပါတယ်အများစုကလည်းလူမှုစီးပွားအဆင့်နှိမ့်တဲ့ရက်ွက်တွေမှာတက်ဆင်ထားတာတွေ့ရတယ် စီမင်းပိုင်းမှာရော့ရဲလာတဲ့ဆိုတဲ့စိုးရိမ်မှုတွေကရော2008ဘန်နာရဲ့အကျက်အတဲလိုမျိုးပြန်ဖြစ်နိုင်မလားအဲ့လိုနိုင်ရှင်မှုတွေလွတ်လာကြတာရှိပါတယ်စီကန်ထိန်သိမ်းရေးအေဂျင်စီတချို့ရဲ့အာယုံဆိုင်မှုပြောင်းတာဘန်ဒေကိုခရစ်တိုလုံလန်းတွေပိုလို့ခွင့်ပြုလာတာတွေကြောင့်စားသုံးသူအကာအကွယ်ရော့မလားဘန်ဒါရေးတည်ညင်မှုထိခိုက်မလားစိုးရိမ်နေကြတာ2008တုန်းကလည်းစီမင်းလျော့ရဲမှုကအဓိကကြောင်းရင်းတစ်ခုပဲလीဟုတ်ပါတယ် ခိုင်းမာတဲ့အကာအကွယ်မရှိရင်တာမန်ပြည်သူတွေနစ်နာနိုင်ခြေရှိတယ်လို့သတိပေးနေကြတာပေါ့ဥပဒေဖြုတ်သူတွေအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရမယ့်အချိန်ပဲနောက်ဆုံးအနေနဲ့ပဝင်းကျင်တဲ့ပြည်သူ့ဂျမ်းမာရေးကိစ္စကိုကြံကောက်ရအောင်စွန့်ရင်တုံးဆမှုအဖြစ်တခြားပါပြဿနာတွေရှိသေးလေစွန့်ရင်တုံးဆမှုနဲ့ကာဗွန်ထုတ်လွှတ်မှုကအဓိကပြဿနာပေါ့ဒါအပြင် Bitcoin တူပေါ်ရေးစက်ယုံကြည်တဲ့ရစုညာတန်ကအရန်ကျေတော့အနီးနားနေထိုင်သူတွေစိတ်ဖိစီးမှုအိမ်မပြိုတာတွေဖြစ်စေတယ် ကျမရေကိုတိုက်ရိုက်ထိခိုက်နိုင်မှာပေါ့ဟုတ်ပါတယ်တချို့ညာတွေမှာတွေးတိုးခေါင်းတချမ်းကြိုက်ကလို့ပြဿနာတွေနဲ့ဆက်ဆက်နေတယ်လို့ဒေသခံတွေကတိုင်းကြတာရှိတယ်ဆိုတော့စီးဝါရေးအကျိုးမြတ်အပြင်ဒီလိုတည်ရောက်မှုတွေကိုလည်းထည့်စင်စားဖို့လိုရတယ်ကမ္ဘာပြည်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံကြည့်ချင်း Bitcoin ကတစ်ဖက်မှာစမ်းသစ်တီချင်မှုဗန္ဒာရေလွတ်လပ်ခွင့်အလားအလာတွေရှိသလိုနောက်တစ်ဖက်မှာလည်းအတက်အကျကြံမှု စီးမြင်မတေချာမှုလင်းလယ်မှု ပတ်ဝန်းကျင်ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့ရှုပ်ထွေးတဲ့အရာတခုပဲနော်တကယ်ကိုရှုပ်ထွေးပြီးတွင်တွဲနေတဲ့အခြေအနေပါသူ့ရဲ့အနာဂတ်ကဒီအကောင့်နဲ့အစိုးကြားကဟန်ချက်ကိုဘလို့ရှာတွေ့မလဲဆိုတဲ့ပုံမှာအများကြီးမူတည်နေပါတယ်ဒီဆွေးနွေးမှုကိုအဆုံးသတ်ဖို့အတွက်နားထောင်သူတွေစက်ပြီးစဉ်းစားကြည့်နိုင်မယ့်တွေးတစ်ခုလောက်ထားခဲ့ပါအောင်อืมဒီမေခွန်းလေးကိုစဉ်းစားကြည့်လို့ရမယ်ထင်ပါတယ် ဘီကွင်းရဲ့မူလစိတ်ကူးဖြစ်တဲ့ဗဟိုချုပ်ကံမှုကိမဲ့တဲ့ပြည်သူပြန်ငွေကျေးစနစ်နဲ့လက်ရှိလိုအပ်နေတဲ့စီမင်းတည်နေမှုစားသုံးသူအကာအကွယ်ပေးရဆိုတဲ့လက်တွေ့လိုအချက်တီကြကတင်မာမှုကိုဘယ်လိုဖြေရှင်းမလဲဒီနှစ်ခုကိုဟန်ချက်ညီအောင်လုပ်နိုင်မှာဘီကွင်းဟာကမ္ဘာစီးပွားရေးမှာရေရှည်တည်တံ့ရဲ့အခန်းကဏ္ဍနဲ့ပါဝင်နိုင်မှာလားဟုတ်ကဲ့ ။ဒါမှမဟုတ်နောက်တစ်ခုကနေပညာပြောင်းလဲမှုတွေမြန်ဆန်ပြီးပဝန်းကျင်ဆိုရင်မှုတွေတိုးလာတဲ့ခေတ်ထဲမှာ Bitcoin ဟာသူ့ရဲ့အဓိကအားနည်းချက်တွေကိုဥပမာ POW လို့ Swan in တုံးစိုးမှုများတဲ့စနစ်ပြင်ဆင်ပြောင်းလဲပြီးလိုက်လွန်ညီထွေအောင်လုပ်နိုင်မလား။ဒါမှမဟုတ်ပိုအစင်မြင့်ပိုရရှိတည်တဲ့တခြား Digital ပိုင်ဆိုင်မှုတွေကသူ့နေရာကိုအစားထိုးချို့တက်တော့မလား။ဆိုရတွေကဆက်ပြီးစောင့်ကြည့်ရမယ့်အချက်တွေပါပဲ။ဟုတ်ဟုတ် Oh.